commentary by so youtube channel ရနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီတစ်ပတ်မှာဒီပွဲစဉ်တွေရနာပြီးတော့နိုင်ငံတကာပွဲစဉ်တွေကစားနေတာကြောင့်ပုံမှန်ကျွန်တော်တို့ဒါမြင်နေကြအမှတ်ပေးပြိုင်ပွဲတွေမဟုတ်ဘဲနဲ့ကမ္ဘာဖလားခြေစစ်ပွဲကစားနေတာတွေရှိတယ်တောင်အမေရိကဆုံကစားနေတာတွေ Nation League Quarter Final ပွဲစဉ်တွေအပါအဝင်ခြေစစ်ပွဲစဉ်တွေကစားနေပြီးတော့ဒီထဲမှာမှဒါပြည်သက်တွေအားလုံးသတိထားမိနေတာကမနေ့ညကစားသွားခဲ့တဲ့အင်္ဂလန်နဲ့အယ်ဘေးနီးယားပွဲစဉ်မှာ အင်္ဂလန်ကတော့မြန်မာဘောလုံးပိတ်သက်တွေရဲ့ဒါ crazy အသင်းလို့လည်းပြောလို့ရသလိုပရီးမီးယားလိနဲ့နှွဲပြီးတော့အင်္ဂလန်ဘောလုံးသမားတွေကလည်းပိတ်သက်တွေနဲ့ဒါရင်းနှီးပြီးသားဖြစ်နေတော့မြေပြသစ်တူခဲလက်အောက်မှာအင်္ဂလန်ဘလိုပုံစံမျိုးပွက်ထွက်လာမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့လည်းသူရဲ့လူရဲချင်းမှုတွေနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်မှုတချို့ရှိသလိုကျွန်တော်ကိုယ်တိုင်လည်းသဘောမတွေ့တဲ့အကြောင်းအရာလေးတချို့ကျွန်တော်ရဲ့ဒီ Facebook မှာတင်ထားတာရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Hunter Sendo လို့ကစားမမျိုးတွေ အော်ကာတို့လိုကစားမမျိုးတွေပါလာတဲ့ပုံမှာကျွန်တော်အမြင်အရတော့သိပြီးသဘောမတွေ့ဘူးဒီကစားသမားတွေကအရွယ်လဲလွန်နေပြီခြေစွမ်းလဲကျနေပြီသူတို့ရဲ့နေရာမှာအခြားသောကစားသမားတွေကိုရွေးချယ်တာအတင်းအတွက်ပိုအကျိုးရှိမယ်လို့ထင်ပေမဲ့ဒီပုံမှာတချို့လဲထောက်ခံတဲ့သူချယ်ရဲ့လူရွေးချယ်မှုမှာထောက်ခံတဲ့အပိုင်းလေးလည်းမြင်ရတယ်ဘလို့ပဲဖြစ်သူရဲ့ရွေးချယ်မှုကဘလို့ပဲရှိနေပါစေကစားမဲ့အတင်းတွေကအေဗီနီယာတို့လက်ဗီယာတို့ဆိုတော့ဘလို့ကန်ကန်အင်္ဂလန်အတွက်သိပြီးတော့ဒါရခုံးစရာမရှိဘူးเนาะဒါပေမဲ့ဒီပွဲမှာတော့မျက်နှာသိကစားသမား2ယောက်ကိုသူချေရသုံးသားခဲ့တယ် ဟိုခန်းစစ်မှာယူကာဆယ်နဲ့တူခြေစွမ်းပြပြီးတော့လီဖလာဖိုင်နယ်မှာဂိုးသွင်းနိုင်ခဲ့တဲ့ဂျန်ဘန်းစ်ကိုကွန်ဆာနဲ့တွဲပြီးသုံးခဲ့သလိုပယ်နောက်ခလူနေရာမှာလည်းအာဆင်နယ်တင်းရဲ့လူငယ်အကယ်ဒမီဘက်ကစားလမဖြစ်တဲ့လူဝစ်စကယ်လီကိုသုံးသပ်ခဲ့တယ်။ဒီထဲမှာမှစကယ်လီကအင်္ဂလန်တင်းအတွက်ဒီလို debut ပွဲစဉ်မှာဂိုးသွင်းနိုင်တဲ့အမှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့ပြီးတော့လွန်ခဲ့တဲ့6လကစကယ်လီဆိုတာဘယ်သူမှမသိသေးတဲ့လူငယ်လေးတစ်ယောက်ဒါပေမဲ့ဒီချိန်မှာတော့စကယ်လီဆိုတာပရီးမီးယားလိပိတ်သက်တီအားလုံး အသတိထားမိလာတဲ့ဇလမဖြစ်တယ်လို့အခုဆိုကဘာကြီးကပါစကယ်လီအကြောင်းကိုပြောလာခဲ့ကြပြီအင်္ဂလန်အတွက်လည်းစကယ်လီလိုလူငယ်ဇလမတယောက်ကငငယ်ရွယ်ရွယ်နဲ့ဒီလိုအသက်၈နှစ်အရွယ်မှာအသင်းတွက်ပွဲထွက်ခွင့်ရပြီးတော့ကိုသွင်းနိုင်ခဲ့တယ်ဆိုတာလည်းတကယ်ကိုကိုယူစီရပါစကယ်လီအတွက်လည်းတကယ်ကိုအိမ်မက်ဆန်ဆန်သူ့ရဲ့ဘဝအပြောင်းလဲတွေကမြန်ဆန်လွန်းပြီးတော့စကယ်လီဒီလိုငငယ်ရွယ်နဲ့အောင်မြင်လာခြင်းကအာဆင်နယ်အတွက်တင်မကပဲနဲ့အင်္ဂလန်အသင်းအတွက်ပါတကယ်လို့ဒါအနာဂတ်မှာအကူအမဲ့ လက္ခဏာတွေမြင်လာရတယ်။ Skelly က Arsenal ရဲ့ဒီ Belgian ခံစားเจ้าမှာ Ashley Cole နောက်ပိုင်းမှာပျောက်ဆုံးနေတဲ့ဒီဇိုင်းအတူကိုရှာတွေ့ခဲ့တယ်။ Arsenal ရဲ့ဒီခံစားအစဉ်ဆက်ကိုကြည့်မယ်ဆိုရင် Belgian မှာ Ashley Cole အလွန်မှာတောက်လျှောက်ဒီ Belgian ခံစားเจ้าမှာအရန်ကြီးထွန်းတော့ပေါ့မဖြစ်ခဲ့တာကိုတွေ့ရတယ်။ Ashley Cole ထွက်သွားပြီးနောက်ပိုင်း Belgian မှာ Flamini လိုကစားသမားမျိုးကထွက်ကစားခဲ့ရတဲ့ကာလာမျိုးတွေရှိခဲ့ပြီးအဲနောက်မှာ Kian Gittoo လိုကစားသမားမျိုးတွေတောက်လျှောက်ကစားခဲ့တယ်။နောက်ပိုင်းမှာ Moriel လိုကစားသမားမျိုးတွေ ခစားခဲ့သလိုအများကြီးရဲ့ဘယ်ဂျက်မှာအမျိုးမျိုးအပြောင်းလဲတုံးဆွဲခဲ့ပေမဲ့လက်ရှိချိန်ထိဘယ်ဂျက်ပြဿနာမှဖြေရှင်းနိုင်ခဲ့ဘူးပြီးခဲ့တဲ့ဒါ200ရာသီလောက်ကဇန်ချင်ကိုခေါ်လိုက်တယ်ဇန်ချင်ကိုစရောက်ခါစားရာသီမှာအသင်းအတွက်တကယ်ကိုဒါခြေစွမ်းပြပြီးတော့ဘယ်ဂျက်ကနေကွန်းလယ်ဝင်ပြီးတော့ကစားတဲ့အပိုင်းတွေမှာအလုပ်ဖြစ်ခဲ့ပေမဲ့လည်းဇန်ချင်ကိုက defensive အားနေတဲ့အခုဒီရာသီမှာလည်းအီတလီနဲ့အတူယူရိုမှာခြေစွမ်းပြခဲ့တဲ့ Cala Fiori ကိုဈေးကြီးပေးပြီးခေါ်ခဲ့ပေမဲ့လည်း Cala Fiori ကဒဏ်ရာပြဿနာတွေနဲ့အမြဲလိုလိုရင်ဆိုင်နေရပြီးတော့အခုအီတလီနဲ့အတူ nation league မှာထပ်ပြီးတရားရသွားရဲဆိုတော့ Belgium အတွက် Scalia ပဲဒီလက်ကျန်ရာသီမှာတော့ပထမဦးစားပေးနေတဲ့ပုံမှန်ပွဲအတွက်ခွင့်ရတော့မယ်။ရှေ့မှာလည်း Scalia က Calafiori ကိုကြော်ပြီးတော့နီးပြားရဲ့နီးစနစ်အောက်မှာပိုအံဝင်တဲ့ကစားပုံမျိုးကိုပြသနိုင်ခဲ့တယ်။သူကငငယ်ကကွက်လက်မှာကစားခဲ့တဲ့ကစားသမားဆိုတော့ဒီပြအာဒီတာရဲ့နီးစနစ်ပိုင်းနေနဲ့ပိုကန့်ညီတဲ့ခက်စစ်ကနေကွက်လက်ကိုတက်ကစားတဲ့အပိုင်းနေ defensive ပိုင်းကိုကြည့်မယ်ဆိုလဲသူရဲ့ aggressive ဖြစ်တဲ့ပုံစံကိုမြင်ရပြီးတော့ attacking လိုက်တဲ့အပိုင်းတွေမှာလည်းသူကကွန်းလဲကိုလိုက်ဖြည့်ကစားနိုင်တယ်လိုအပ်ရင်တိုက်စစ်အတွက် ိုက်ပါပြီးတော့သူ့ရဲ့ကစားသမားဘုရားပထမဆုံးပရီးမီးယားလိ twin goal ကို fifile လတုန်းကဒါ man city ကို5-1နဲ့နိုင်တဲ့ပွဲမှာဆလာဘာအေဒီယာဒက်တီဝင်ပြီးတော့ကန်သွင်းနိုင်ခဲ့သလိုအခုအင်္ဂလန်နဲ့ပထမဆုံးပွဲစဉ်မှာလည်း scalia အသင်းအတွက်အဖိုးတန်အဖွင့်ကိုအသွင်းခဲ့တယ်ဆိုတော့ scalia ရဲ့အချိန်လို့ပြောရမယ် arsenal ရဲ့ဒီယာဒီမှာတော့လူငယ် academy တွေကကစားသမားတချို့ကိုအသင်းကြီးမှာနေရာပေးလာတာတွေ့ရတယ်ဤတန်ဝန်ရီဆိုလည်းညတောင်မှာစာကမရှိချိန်မှာအသင်းအတွက်ဒါ ချီးစွမ်းပြပြီးကစားနေသလိုနောက်တစ်ချိန်မှာအာဆင်နယ်ရဲ့အားကိုးရမယ့်ကစားသမားဖြစ်လာမယ်ဆိုတော့ထင်မြင်ချက်မျိုးတွေပေးထားပြီးစကယ်လီကနောက်မှပေါ်လာခဲ့တာအီတန်ဝန်တွေကလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကအသက်15နှစ်အရွယ်လောက်တည်းကအာဒီတာအနေနဲ့ပရီးမီးယားလိမှာစပြီးပွဲထုတ်ခဲ့တာစကယ်လီကတော့ဒီရာသီကြိုထိသူ့အကြောင်းကိုဘယ်သူမှသိမသိကြသေးဘူးသူသဖြင့်တာမန်ဒီဘောလုံးပိတ်သက်တဲ့အနေနဲ့စကယ်လီဆိုတော့ဘယ်သူလဲမသိဘူးဒါပေမဲ့လွန်ခဲ့တဲ့6လလောက် ကလည်းလက်ရှိအချိန်တွင်မှာစကယ်လီယာပရီးမီးယားလိရဲ့အထွန်းတောက်ဆုံးလူငယ်ကျယ်ပွင့်နေတဲ့တယောက်ဆိုတာကိုဒီရသည်သူ့ရဲ့စွမ်းဆောင်ရည်တွေကကြင်သိနိုင်တယ်လက်ရှိအင်္ဂလန်သင်းရဲ့ဘယ်ချန်းခန့်စစ်ကြောင်းကိုကြည့်မယ်ဆိုရင်တော့လူရှောသာကြက်ခံမှုပြည့်နေမယ်ဆိုတော့လူရှောကဒါ first line အနေနဲ့နေရာရဖို့ရှိတယ်ဒါပေမဲ့လူရှောကလည်း injury prone ဖြစ်နေပြီးတော့ဒဏ်ရာတွေနဲ့ပဲရုန်းကန်နေရတာများတယ်သူ့နောက်မှာချီဝဲလက်စတာနဲ့တူပေါ်လာခဲ့ပြီးတော့ချီဝဲရဲ့အကောင်ဆုံးခြေစွမ်းကလည်းကာလာတစ်ခုပဲမြင်ခဲ့ရပြီးတော့အခုဆိုရင်ချီဝဲကချက်စီမှာပုံမှန်ပထောက်ခတ်မရသလို တရားရင်နဲ့ရုံးကန်နေရပြီးတော့ဟာပဲလစ်တောင်ရောက်သွားခဲ့ပြီလရွေးစင်တင်မှလည်းရွေးချယ်ခြင်းမခံရတော့ဘူးဆိုတော့ဒီဘယ်ဂျန်အတွက်လက်ရှိရွေးချယ်စရာကများများဆောသာမရှိဘူးဘယ်ဂျန်မှာလူဝစ်ဟောလို့ယူကာဆန်နဲ့ချင်းစွမ်းပြနေတဲ့ကစားသမားကလည်းတရားရရသွားတယ်ဆိုတော့ဘယ်ဂျန်အတွက်အဓိကဦးစားပေးနေတဲ့စကယ်လီကိုပဲဒီပြတူချယ်ကခေါ်လာခဲ့ပုံရတယ်ပြီးတူချယ်ကအသင်းကိုမကင်ခင်မှာလည်းဒီအင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွေကိုအသေးစိတ်လေ့လာစောင့်ကြည့်ပြီးတော့စကယ်လီကိုတော်တော်လေးသဘောကျပုံနဲ့ရပြီးတော့ဘယ်ဂျန်မှာအခုသူခေါ်လာတဲ့အထက်မှာဆိုရင် ကစားနိုင်တာဆိုလို့တံပန်းပဲထွက်ပြီးတော့ကစားနိုင်တယ်ဒါပေမဲ့တံပန်းကတော့အတက်ကင်လိုက်တဲ့အပိုင်းမှာသူ့ရဲ့ပုံစံကဖူပတ်မဆန်မဲနဲ့တူချန်နေတဲ့အသိသဘောတွေ့မယ်လို့မထင်ဘူးလီဘရာမန်တိုကတော့ဘယ်ရောညာရောနှစ်ဖက်စလုံးကစားနိုင်တဲ့ဇာတ်လမ်းမှာဖြစ်ပြမယ်လေတကယ်ဟိုစကယ်လီကတော့တူချန်ရဲ့နီးစနစ်နဲ့ပိုအံဝင်ပြီးတော့စကယ်လီကအားနှချက်မရှိဘူးလားဆိုရင်အားနှချက်ရှိပါတယ်စကယ်လီရဒီရဒီအာဆင်နယ်နဲ့နှစ်ကြိမ်တောင်ပရီးမီးယားလိမှာထုတ်ကန်ထားရတယ်ပထမတစ်ကြိမ်ကဘူဗာဟန်တန်နဲ့ပွဲမှာ ဝလန်တာရဲ့မာရွန်းနဲ့ဆုံးဖြတ်ချက်ကလည်းအနီကက်ထိပြီးဒီအနီကက်ကိုတော့ပဲဖြတ်လိုက်တယ်နောက်တစ်ချိန်ထပ်ပြီးတော့သူကလက်စတာဖနာအနေနဲ့ပြိုင်ဘက်ကိုဟန်တားရမှာအနေငယ်ဒလေးဖြစ်ပြီးတော့ဖောင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်အနီကက်နဲ့ထုတ်ပယ်ခံခဲ့ရသလို PSV ကို7-1နဲ့9နဲ့ပွဲစဉ်မှာလည်းစကယ်လီနေနဲ့တမအဝါထိပြီးတော့နောက်ထပ်တစ်ချိန်အနီကက် ပြသခံရနိုင်တဲ့ဖောင်မျိုးကျုလွန်ခဲ့မှလည်းကံကောင်းထောက်မစွာနဲ့အနီကက်ကလည်းလွတ်မြောက်ခဲ့တယ်ဆိုသူမှလည်းအမားလေးတွေရှိနေသေးတယ်လူငယ်ဆိုတဲ့အလျောက်စိတ်လိုက်မှန်ပါ ဒီအရန် aggressive ဖြစ်တဲ့ပုံစံမျိုးတွေနည်းနည်းအဝင်တိုင်ပင်လေးတွေမမှန်တာလေးတွေရှိနေတည်းဒါကလွဲ့ရင်တော့ကွန်းလန်နဲ့လည်းချိန်ဆက်ကစားနိုင်တဲ့အပိုင်းတွေမှာ scale ကတကယ်ကိုအားရစရာကောင်းတဲ့ခြေစမ်းကိုပြသထားခဲ့တယ် scale ကအခုဆိုရင် he academy တွေကစားသမားတစ်ယောက်ကနေအင်္ဂလန်လက်ရွေးစင်သင်းမှာပုံမှန်တနေရာအတွက်စိန်ခေါ်နိုင်တဲ့အဆင့်ကိုရောက်လာခဲ့ပြီဒီကနေ့တဆင့် scale line နဲ့လာမယ့်2026ကမ္ဘာဖလားမှာအင်္ဂလန်အသင်းအတွက်ကိုစားပြုပြီးတော့ရွေးစဉ်အဆင့်မှာကမ္ဘာတိ ခြေစွမ်းမျိုးတွေကိုဆက်ပြီးတော့ပြသနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမယ်။လူချေရဲ့ဒီအဖွင့်ကလက်ခံရမယ်ခြေစွမ်းလို့ပြောလို့ရသလို scaly ကတော့ဒီဘက်မှာ man of the match ကိုလည်းထိုက်ထိုက်တန်တန်ရခဲ့ပြီးတော့အသက်18နှစ်ရွယ်ဆယ်ကျော်သက်ကစားသမားတဦးအတွက်တကယ်ကိုအမခံစွမ်းဆောင်ရည်လို့ပြောလို့ရသလိုသူ့အတွက်တော့ကေကိုအိမ်မက်ဆန်လွန်းနဲ့အခိုက်တန့်လို့ပြောလို့ရသလိုအာဆင်နယ်သင်းမှာလည်းပုံမှန်ပွဲထွက်ခွင့်တနေရာကိုရယူထားနိုင်တဲ့ scaly ကအခုဆိုရင်ဒူချေရဲ့အင်္ဂလန်လက်ရွေးစင်သင်းမှာပါစည်ရင်ပေါက်လာခဲ့ပြီးတော့ လူထဲယုံကြည်ကိုးစားမှုကိုပါရယူနိုင်ခဲ့တယ်ဆိုတော့ဒီချက်လူငယ်ဇာသမာတယောက်အတွက်ဆက်ကျော်တက်ဇာသမာတယောက်အတွက်ဂျင်းနဲ့ဆရာကောင်းမဲ့အခိုက်အတန့်တော့ရှိမယ်လို့မထင်ဘူးအင်္ဂလန်လေးစင်အသင်းအတွက်ကအာဆင်နယ်အတွက်ပါတကယ်ဟိုအဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ပါးလို့ပြောလို့ရတယ်အောင်လာမဲ့အနာဂတ်မှာစကယ်လီယာဘလောက်ထိအရေးပါတဲ့ဇာသမာဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်သွားမယ်ဒါကတော့ဆက်ကျော်တက်လူငယ်ဇာသမာလေးစကယ်လီရဲ့ခြေစွမ်းနေနဲ့ပတ်သက်ပြီးတော့နောက်လာမယ့်အနာဂတ်မှာအာဆင်နယ်နဲ့အင်္ဂလန်အတွက်ဘယ်လောက်ထိအရေးပါတဲ့ဇာတ်လမ်းဖြစ်လာမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ ပြောသားခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆို YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနောက်လာမယ့် video တွေမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်